တနေ့ကနေနေမွေးသူအလုံးမင်္ဂလာပါ2025 April 22ရက်နေ့နေ့ April 30ရက်နေ့အတော်တွင်ဟာအရာရာသတိနဲ့ရှင်ပြီးတော့လောရမယ်ဒီကာလအတွင်းရှင်းနည်းမြုံနယ်မှုအကြီးစားတွေလောရမလို့သိဘူးလုံတဲ့ဆက်လုပ်ငန်းတွေကိုထိမ့်ပြီးလောရမယ်လုပ်ငန်းတွေရပ်ပြီးတော့အစ်စ်ကိုစမယ် ဘဝတည်တခုကိုစတင်ရောက်ဖို့ပြဋ္ဌာန်းချက်ရောက်တယ်။ရှင်မန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ဖို့အတွက်စတင်ပြီးတော့အုံမြတရားမဲ့ကာလသဘောမျိုးပဲ။ဒီနေရာမှာရံများခြင်းတိုက်ခတ်များခြင်းနောက်ဆက်ကြတဲ့ထိုးပေါက်ပြီးတော့တိုးတက်ရခြင်းတွေကိုဖဏိရလေးပဲ။တစ်ဆက်နေ့နေ့အဲ့ဒီရရံတိုက်ခတ်များတဲ့နေ့ဖြစ်တယ်။အဲ့ဒီရဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ပါပဲ။ဝေကြီးကိစ္စပြောဆိုရင်အောင်မြင်မယ်။ 23ရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေရှိလာမယ်။ရှင်းမှန်းချက်တွေကိုကောင်းထည့်ဖော်လာမယ်။24ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအခက်အခဲများကိုဖြေရှင်းနိုင်ခြင်းကြောင့်မယ်။25ရက်နေ့ကအရာရာကောင်းခြင်းတွတ်တက်ခြင်းကိုကြောင့်မယ်။26ရက်နေ့မှာရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးတော့ဘဝတွတ်တက်တဲ့ကံပေါ်မယ်။29ရက်နေ့မှာ ယံပတိဘက်ကရင်နဲ့ရှင်ပြီးလောက်ရမယ်28ရက်နေ့အဲ့ဒီကငဘောရက်နဲ့တိုက်ဆိုင်နေမတော်တဆထိခိုက်မှုနဲ့ကြီးဆက်ရမယ်အနောက်တောင်ရက်ကိုတည်သွားစရာနဲ့ရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြသွားလာနေတဲ့ကြီးဆက်ရမှာပေါ့နိုင်ရက်အတွင်းမှာအပြိုင်နေတော်များမယ်ထူးခြားချက်ကရင်28ရက်နေ့မှာကောင်းစီကောင်းရှုပ်ပြင်းထူးထူးခြားခြားကောင်း29ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲရခြင်းရရစင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်အဲ့ဒီနေရာလည်း ကောင်းစေမင်္ဂလာအထူးတလဲကောင်းသောနေ့တစ်ခုဖြစ်တယ်။30ရက်နေ့ဆက်လက်ကံကောင်းတဲ့လွတ်သမြအောင်မြင်ခြင်းထိုးတက်ခြင်းနဲ့ကံမြတ်ခြင်းတွေကိုဖန်တီးနိုင်တဲ့နေသားရှိတယ်။အဲ့ဒီရက်ကလည်းထူးထူးခြားခြားကောင်းစေကောင်းလျှော်ပြုကောင်းတဲ့နေ့ဖြစ်တယ်။အဲ့28 29 30အဲ့3ရက် ကောင်းစေကောင်းလျှော်ပြုထူးခြားတဲ့ကံကောင်းခြင်းအနာရောဂါခင်းခြင်းဘဝထိုးတက်ခြင်းတွေရှိမယ်လို့သတ်မှတ်တယ်။ဒီကာလတော်တွင်ဇာတာပတိနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ အင်္ဂါဘုတ်ထူးကြောင့်ဒုက္ခရောက်တတ်တဲ့စိတ်နောက်ဆက်ဖြစ်တတ်တဲ့369ခန်းနေချိုးပြီးတယ်အနီအောင်ချက်သွင်းအောင်ပတ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါတဏသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တဲ့20နှစ်နေ့မှာပတ်စံတထောင်တန်တရွက်ကိုမှုနှက်သာဖြန်ပြီးတော့ပတ်စံတဲ့တဲ့ဆောင်ပါထူးခြားတဲ့ကောင်းခြင်းလက်လာပါပွင့်ခြင်းလေးတွေရှိလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ။ 2015ဧပြီလ20နှစ်နေ့နေ့ဧပြီလ30တော်တွင်မှာဥတီချက်စစ်တွေယူမန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တဲ့ပိတ်နေရတဲ့ကြောင့်ကုန်ပြန်ပွင့်မယ်အိနေရတို့နေရာတို့မှာပြင်းချင်းပြောင်းချင်းတိုးချက်ခြင်းတွေအတွက်လုပ်တဲ့အကြံစီတွေရှိသူများအောင်မြင်မယ်နေရာပြောင်းလဲတိုးချက်ခြင်းတွေရှိမယ်ပတ်ဝန်းကျင်စစ်တွေနဲ့ဆက်ဆံရမယ်အလုပ်နေရာမှာပြောင်းလဲရှိမယ်ဘဝကံအသစ်တွေအကုန်လုံးပေါ်လာမယ်ဒီကလအတွင်းစတင်လိုက်တဲ့ကိစ္စတွေဟာအထူးအောင်မြင်မယ်အကြံစီတွေရှိရင်လည်း အလုံးသမျှရာရာဆင်ပြေခြင်းနဲ့ကောင်းသောကံဖွင့်ခြင်းတိုးတက်ခြင်းရဲ့အနှစ်သာရကိုမြေကြီးလက်ခံမလွဲရရှိမယ်။၂၂ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်။၂၃ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်။၂၄ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်မေတ္တာရေးကံကောင်းမှပြည့်ဝသူတွေစားဝတ်မယ်၂၅ရက်နေ့မှာအလုတ်တိုးတက်မှုနဲ့အောင်မြင်မှုရဲ့နှစ်သာရတွေရ၂၆ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ် အထင်မှားမှုတွေဖြစ်ရှင်းရတတ်တယ်အတိုက်ခံကြုံမယ်29ရက်နေ့မှာငွေကြေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်28ရက်နေ့မှာဥတည်ချက်သင့်တဲ့လောကမှုအစဉ်ပြေမယ်မတော်တဆထိခိုက်မှုအနေနဲ့ဂရုစိုက်ရမယ်အနောက်တောင်ရောက်ကုန်ဒီသွားစရာနေရှိတတ်တယ်မနေ့9နိုင်တဲ့စေတန်ခွဲကြအသွာလာနေတဲ့ဂရုစိုက်ရမယ်29ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ် 30ရည်နှစ်ရတော့အရာရာကောင်းသောနမိတ်နဲ့တွေ့တဲ့ချင်းကံကြမ္မာတွေကိုကြုံတွေ့ရမယ့်နေထားရှိပါလေအထူးပြုမှတ်ချက်ကတော့ဒီကာလအတွင်းဧပြီ28 29 30ရည်နှစ်တွေကခေါင်းစိခေါင်းရှော်ပြုတ်ရတဲ့အင်မတန်ကောင်းတဲ့ရက်ဖြစ်ပါလေအဲ့ရက်ဒီမှာခေါင်းစိခေါင်းရှော်ပြုတ်ခြင်းစပင်းပုံစံံပြောင်းလဲခြင်းတို့ကိုပြုတ်နိုင်ရင်ထူးခြားတဲ့ကောင်းခြင်းရှိမယ်အနာရောဂါကင်းခြင်းနဲ့ကံကြမ္မာကောင်းခြင်းတွေကိုရရှိကြိုးပမ်းနိုင်တဲ့ကံခွင့်ရည်တွေပွင့်ပါလိမ့်မယ်ဒီကာလအတော်အတွင်းမှာ တနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့နေ့စနေနေ့မွေးသူတွေကိုယ်ကိုဒုက္ခပေးတတ်တယ်။တိလေးကိုကနန်းနေ့အကျိုးပေးတယ်အဝါရောင်လေးပေါ်ရောင်နှိုးနှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်ထူးခြားတဲ့အကျိုးပေးမှုနဲ့တိုးတက်မှုတွေရမယ်။နှစ်ဆနေ့နေ့ဒနာသိတိနေ့ကဆန်းရှင်တဲ့နေ့အဲဒီနေ့မှာရွှေရောင်တွေကြေးတစ်ခုနဲ့ငွေရောင်တွေကြေးတစ်ခုနဲ့ချိတ်တွေပြီးတော့တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ပိုက်ဆိုင်တဲ့တဲ့ဆောင်းလိုက်ပါ။ ထူးခြားစွာကောင်းခြင်းကံနဲ့အနာဂတ်မှာထွန်းပေါက်လာပါလိမ့်မယ်။ယေရှုတင်ပါလေ။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025အေဘရုန်20ရက်နေ့နေ့30ရက်နေ့အတော်တွေမှာဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်ရှင်မချက်စစ်တွေကိုလည်းတွေ့ကောင်းတဲ့ပေါ်၍ကောင်းသောကျိုးဆက်ကိုရလိမ့်မယ် ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကန်ကျင်းတို့ရဲ့ထူးခြားတဲ့ဂျိုးဆက်နဲ့တိုးတက်မှုကိုရရှိမှာဖြစ်ပါတယ်။အလိုရှိရာပြည့်စုံခြင်းကနေရှိတယ်။အဲ့ဒီဒနာသိတိလက်ခတ်ဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီမှာတန်လိုက်တုံးတုံးကိုရွှေအောင်တုတ်ပြီးတော့အဲ့ဒီတန်လိုက်တုံးကိုလူနဲ့ရှေ့မှာအနာဂတ်မှာဆောင်ယူလိုက်ပါ။အဲ့ဒီထူးခြားတဲ့ကံကိုရနိုင်မယ်။နှစ်ဆန်းတည့်နေ့ကြော်ပြီးပထမဆုံးဒနာသိတိလက်ခတ်ရှင်တဲ့နေ့ လက်ဖွဲ့အောင်ဆောင်ရွက်တာ23ရက်နေ့မှာတော့ခီးကံကောင်းမယ်အလိုရှိရပြည့်စုံမယ်ရေမှန်းချက်တွေကိုဆောင်ရွက်လို့အကျိုးရှိမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်လက်ဖွဲ့မယ်25ရက်နေ့မှာရှင်ပြိုင်မှုမှာမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ်26ရက်နေ့မှာအာမခန္ဓာတော်ယူတာမလုပ်ရဘူးသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်29ရက်နေ့မှာတော့ဘုရားရောက်ကံကောင်းခြင်းလူရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကို ကျွန်းတွင်နိုင်တယ်28ရက်နေ့မှာဥတီကျဲပြောင်းပြီးလောက်တာကြိုးပေးတယ်မတော်တဆနဲ့ကျူဆက်ရမယ်အနောက်တောင်ရက်ကိုတည်သွားစရာချင်းရှိတတ်တယ်မနေ့ကိုးနိုင်တဲ့70နိုင်ခွဲကြအသွာလံကျူဆက်ရမယ်28ရက်နေ့ကအလုံးစုံကံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်30ရက်နေ့ဂျီမန်ချစ်တဲ့တေကိုလည်းတွေ့ကောင်းထဲပေါ်ပြီးတော့ဘဝကံတလန်းနဲ့အလိုပြည့်စုံခြင်းနှစ်သာရကိုကျွန်းနိုင်တယ်တနင်္လာနေ့အင်္ဂါနေ့ ဗုဒ္ဓနှင့်မွေးသူများနှင့်ပူးတွဲ၍ကောင်းသောကျိုးဆက်များရရှိမယ်။တနည်းကတွင်နှင့်တောက်ကြနှင့်မွေးသူများကြောင့်စိတ်နှောင့်ရှက်တည်ရှိတတ်တဲ့၈၆၉ကနက်နေ့ကြိုးပြတဲ့အပြာရင်ရောင်အနဲ့ရောင်နဲ့ပြာရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။နေနီးပါးမှရှိတဲ့သူတို့ကိုရွှေရည်တိုက်ကြွေးခြင်းဖြင့်ဤကာလတွင်ကောင်းသောကျိုးဆက်တွေကိုတည်ရရှိနိုင်တဲ့တည်ပြင်ဒီရက်ပိုင်းတွေအတွင်းမှာ ဧပြီလ28 29 30ရက်နေ့ဒီမှာကောင်းစီကောင်းလျှော့ပြုခြင်းစံကေသာအသွင်ပြောင်းခြင်းတို့ကိုဆောင်ရွက်ထူးခြားတဲ့ကံတွေရတာပါလေကျေးဇူးတင်ပါတယ်ဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ2025ဧပြီလ22ရက်နေ့ရက်နေ့30ရက်နေ့တော်တွေမှာရှင်ပြိုင်မှုမှာသမယအောင်မြင်မယ်သူတပားတဲ့သောင်းလောကနဲ့နဲ့စွမ်းသက်တည်တဲ့ခုရှိမှာရှိနေတယ်ဝင်ဝင်ပဲဘယ်လိုမှဆုလို့မရအောင် စုမယ်လို့ကြံရင်တော့ပို့ပြီးတော့ငွေကုန်သွားစရာအကြောင်းရှိတယ်။ကိုယ်ကိစ္စတဲ့သူတစ်ပါးကိစ္စတွေလောက်ကဲရဲ့ဆင်းပြေတဲ့ထူးခြားချက်ကတော့အလုပ်တစ်ခုပဲသူများအတွက်လုပ်ရင်အဆင်ပြေပြီးကိုယ့်အတွက်ကိုယ်လုပ်ရင်ဒီလုပ်ပဲခက်ခဲနေတတ်တယ်။ဒီကလာအများအတွက်ကိုယ်ကပေးဆက်နေရတယ်။သူတစ်ပါးအတွက်လုပ်ရင်ကိုယ့်အတွက်ထူးခြားတဲ့ဂျိုးကျေးဇူးတွေရလာမယ်။အပြန်ဆိုင်မှန်သမျှမှာတော့ကိုယ်ကသူတစ်ပါးနဲ့အမြဲတစေသာနေနိုင်မယ်။ဒီလိုနေသားနဲ့ထူးခြားတဲ့ကံကြမ္မာတွေရှိသလို့ အလုတ်ဘဝရည်မှန်းချက်တွေရဲ့အောင်မြောင်ဆွေးနေတဲ့ဆက်နေနေအဲ့ဒီနေရာထူးကောင်းတဲ့နေဖြစ်တဲ့ကိုလို့သမားလည်းအရှင်ပြေမဲ့ဒနသိတိနက်ကဆန်းရှင်နေနေလည်းဖြစ်တဲ့ပိုက်ဆံတထောင်နံကိုအမွေးနတ်သာပြန်ပြီးလူနဲ့ဆဆောင်23ရက်နေ့မှာရံပတိဘက်ကရင်နဲ့ရှင်ပြီးမှလုံးရမယ်အလွယ်မရဘူး24ရက်နေ့ကောင်းချင်းမင်္ဂလာဖြားဖြားလုံးဖြစ်လိမ့်မယ်ရည်ရွယ်ပဲလူတန်းဖြစ်လိမ့်မယ်25ရက်နေ့မှာအိမ်မက်မက်ရင်တွေးထင်မှန်တတ်တယ်ချိုးချတဲ့အတိတ်နမိတ်ကောင်းတွေရနိုင်မယ် ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်26ရက်နေ့လက်ပွင့်ကံပွင့်ချင်းလိုရာပြည့်စုံချင်းကြုံမယ်29ရက်နေ့ရန်တိုက်ကံနဲ့ရှင်ပြီးလောက်ရမယ်28ရက်နေ့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်မတော်တဆနေကိူးဆက်ရမယ်အနောက်တောင်ရောက်ကုန်တည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြအသွာလာနေတဲ့ကိူးဆက်ရမယ်29ရက်နေ့ကတော့အလုံးစုံကံမြန်မာချင်းနဲ့တိုးတက်ချင်းနှစ်သာရတွေပြန်လည်ပေါ်တွန်းတယ်30ရက်နေ့ ကြံတိုင်းအောင်စောင့်တိုင်းပြန်လုံတိုင်းထုံးပေါက်လေးပဲ April 28 29 30 3ခေါင်းစည်းကောင်းချိုပြည့်ရထူးထူးခြားခြားကောင်းချင်းကန်တဲ့အစီအပြေချင်းတွေကိုရရှိမယ်တနင်္လာနေ့သောကြနေ့စနေနေ့ဝေးသူတွေကိုကောင်းချိုပေးတယ်တနင်္ဂနွေဗုဒ္ဓနေ့ဝေးသူတွေဒုက္ခပေးလိမ့်မယ်၄6 9ကနအချိုးပေးတယ်အညိုရောင်အပြာရောင်မိခိုးရောင်ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ် ကောင်းကြီးကံကြမ္မာနဲ့တိုးတက်ခြင်းများရှိစေရလို့ငါနေအနီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုမျက်နှာသို့ဘွာအဖြူရောင်လေးတွေလှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုပြုလိုက်ပါကျေးဇူးတင်ပါတယ်ဇာတာပတိနေမွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့အတော်တွင်မှာရပိုင်ခွင့်နဲ့လေဝယ်ပြန်ရခြင်း ဝေချေခံကောင်းခြင်းလုပ်ငန်းခံကောင်းခြင်းဘဝတိုးတက်ခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့မူလအနေထားနဲ့ပုံမြင့်တဲ့အနေထားတစ်ခုကိုပြောင်းလဲအောင်မြင်တိုးတက်အောင်ဖန်တီးနိုင်တဲ့အခြေအနေကောင်းတွေရမယ်ချက်ချင်းဆုံးဖြတ်ပြီးဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတို့ကိုဖြစ်ထိုးစေလိမ့်မယ်ကိုယ်ပိုင်ရပိုင်ခွင့်နဲ့ဆောင်ရွက်မှုတွေမှန်သမျှမှကောင်းသောအကျိုးဆက်နဲ့တန်လန်းကိုဖန်တီးပြီးတော့အခွင့်ကောင်းတွေကိုဆောင်ရွက်နိုင်ခြင်းနဲ့တိုးတက်ခြင်းနှစ်သာရကိုရမယ် ရင်းနှီးသူများနဲ့မကြာခဏစကားများတဲ့မထင်မဲပြောင်းလဲနိုင်တဲ့ကိစ္စတိုးတက်သွားမယ်။ဒီနေ့ရှင်မန်းချက်တဲ့အောင်မြင်မယ်ငွေကြေးကြံကောင်းမယ်ဒနသိတိနက်ခတ်နဲ့ရှင်နေတဲ့ဆန်းရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာသားလိုက်တုံးတုံးကိုပိုက်ဆိုင်ထဲမှာစတင်ပြီးတော့ဆောင်းလိုက်ပါ။ကောင်းချင်းကံတွေရလာမယ်။၂၀တော့ရည်နေအရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်24ရည်နေစမ်းပွင့်မယ်အလိုပြည့်စုံမယ် ဝေကုန်ကြေးကြများမယ်လူသည်များအဆင်ပြေမယ်၂၅ရက်နေ့ပြဿနာဟောင်းနေဖြစ်ရှင်းရမယ်စိတ်နှောက်ရှက်တည်ရှိမယ်၂၆ရက်နေ့မှာမထင်မှဖဲကောင်းသောတည်စကားချမ်းမြေ့ပွဲကောင်းသောအကြောင်းရာဖြစ်မယ်၂၉ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုရှိမယ်၂၈ရက်နေ့မမျော်လင့်မဲငွေဝင်မယ်မထင်မှဖဲအဆင်ပြေမယ်ပုံမှန်နဲ့ကောင်းခြင်းကံကိုကြုံမယ်အဲ့ဒီငကဘောရဖြစ်တဲ့အတွက်သွားလာတော့ယူဆရမယ်အနောက်တောင်ရောက်ကိုတည်သွားစေအာနေရှိတတ်တယ်မနေ့ကိုနိုင်တဲ့ဆယ်နိုင်ခွဲအတွက် အသွားလာနေတန်ကျူဆက်ရမယ်29ရက်နေ့ကမှန်းတာနဲ့လက်တွေ့ကြွားတယ်တပတ်သူကတိပြက်လို့ကိုစိတ်ရှိရမယ်30ရက်နေ့အရာရာစင်ပြေခြင်းကြောက်ကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့စစ်စစ်ဖြစ်ထွန်းသွားမယ် April 28 29 30ရက်နေ့တွေမှာကောင်းစီကောင်းလျှောက်ပြည့်ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုမလွဲသေးချောက်ပေါက်ကျုံးမယ်ဒီတပတ်တာကာလအတွင်းတနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာကြာသာပတိမွေးသူတွေကိုဒုက္ခပေးလိမ့်မယ်နှစ်ခိုးကိုကနံကျိုးပေးမယ် အဖြူအစိမ့်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအဖြူရောင်ပန်းဝင်ဖျားကတ်လူပူဇော်ပြီးလိုရာဆန္ဒပြည့်ဆန္ဒပြည့်ပဲကံကောင်းခြင်းကိုကြုံမယ်ကျေးဇူးတင်ပါသောကြံနေဝေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့၍ကောင်းသောကျိုးကျေးဇူးနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ရှင်းဆွေးနေသားနဲ့ကံမြင့်တဲ့နေသားကိုကူပြောင်းပြီးတော့ ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရအောင်ဆွေးနွေးနိုင်တဲ့နေသားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာအခွင့်အလမ်းရည်မှန်းချက်တွေကိုဆွေးနွေးနိုင်တဲ့အခြေအနေရရရဲ့အကျိုးပေးမှုရရရကိုဒီချိန်မှာရပိုင်ခွင့်ရရှိပြီးတော့တိုးတက်မှုရဲ့နေသားတာကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်။၂၀နှစ်နေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့မှာပိုက်ဆံကြွေစေးတစ်စီကိုဝိနန္ဒပဲဖြန်ပြီးလူနဲ့ဆောင်မှာ 23ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းခက်ခဲကြုံလွားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်24ရက်နေ့မှာရန်တိုက်ခနေနဲ့ရှင်ပြီးတော့မယ်စေတနာဝေဒနာဖြစ်တဲ့အတွက်စိတ်ရှည်လိုက်တော့ဆင်းပြေးမယ်25ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြုံမယ်26ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲရှိမယ်လိုရာပြည့်စုံမယ်29ရက်နေ့ငွေကြေးလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ်အဲ့ဒီနေ့မှာ နဂဘောရဲ့နဲ့တိုက်ဆိုင်တာတော့ဂယူဆက်ရမယ်သွာလာနေတိုင်းသတိထားမှာပေါ့အနောက်တော်ရောက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့ကိုးနိုင်တဲ့စင်တန်ခွဲတွင်သွာလာဂယူဆက်ရမယ်29ရက်နေ့မှာတော့ဆုံးဖြတ်ချက်မှန်မယ်အရာရာစင်ပြေမယ်တွတ်တယ်မယ်30ရက်နေ့ကဆုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကြောပြီးတော့ဘဝတွတ်တယ်မှုကံကိုဖန်တီးနိုင်ခြင်းနေရရှိပါနိုင်မယ်တနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းချိုးပေးမယ် တနေ့ကနေနေ့စနေနေ့ဝိသုရိဒုက္ခပေးမယ်တစ်လေးကိုကနံကြိုးပေးတဲ့အဝါလိမ္မောရွှေရောင်တို့ကိုတောင်းပြီးတော့အလို့ရှိရကိစ္စတွေဆောင်ရနိုင်ပါလေအဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့လူရဆန္ဒပြုပါထူးခြားစွာအောင်မြင်ခြင်းကြိုးပေးခြင်းများရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့ဝိသုရအောင်မင်္ဂလာပါ2025ဧပြီလ22ရက်နေ့ရက်နေ့ 30ရည်နှစ်အတော်အတွက်မှာဘဝရည်ရွယ်ချက်နဲ့ညီမချက်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးတော့အစ်မြင့်တဲ့နေထားနဲ့တိုးတက်တဲ့ခြင်းတွေကိုရရှိနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးတော့ကိုလုံးလုံးတဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိနိုင်တယ်ဝေးချေးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုရမယ့်ကာလတစ်ခုဖြစ်တဲ့စူပေါင်းလုပ်ငန်းချိုးပေးမယ်မိကောင်းဆွေကောင်းအထောက်အကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းခြင်းတို့ရဲ့ ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကံကြမ္မာတွေကိုဖန်တီးပိုင်ဆိုင်ခွင့်ရှိတဲ့ကာလအနေထားနဲ့အကျိုးပေးတဲ့ကံကြမ္မာရဲ့အနစ်သာရကိုကြုံတွေ့ရမယ်နေကံကောင်းခြင်းကို20နှစ်နေမှာကြုံမယ်အဲ့ဒီနေ့မှာဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့အိမ်မှာရှိတဲ့ဖျားစင်မှာတပြေသုံးညွတ်တင်ပြီးလက်လာပါကောင်းမှုအတွက်ဆုတောင်းမှအနာဂတ်အတွက်ထူးခြားတဲ့ကံရပါမယ်23ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရန်တိုက်ခိုက်နေရှင်ပြီးလို့မယ်ပြီးမှဆင်ပြေမယ် 24ရက်နေ့မှာမထင်မှတ်ပဲအမျိုးသမီးမိတ်ဆွေကြီးကဲဒုဥထာနေကူညီရမယ်အမေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေထံကကောင်းခြင်းလဲရနိုင်တယ်25ရက်နေ့မှာခီးသွားခြင်းကြိုးပေးမယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်အဲ့ဒီနေ့မှာအိမ်မက်မက်ရင်တွေးရင်ထင်မှန်တတ်တယ်26ရက်နေ့ကတော့မထင်မှတ်ပဲအတိုက်ခံတဲ့ကြုံပြီးမှအဆင်ပြေမယ်ရန်တိုက်ခံနေတဲ့ရှင်ပြီးမှလောက်ရမယ်ရပိုင်ခွင့်ဟောင်းနေပြင်ရမယ်28ရက်နေ့မှာရင်းကြီးသူများနဲ့ စကားများတတ်တဲ့ပฏิပက္ခဖြစ်ရတတ်တဲ့28ရက်နေ့စီမံခံကောင်းမဲ့လက်ပွင့်မဲ့ဒါပေမဲ့အဲ့ဒီဟာနဂဘောရက်နဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တော့အသွမ်းလာကြည့်ဆန်းရမယ်အနောက်တောင်ရက်ကုန်တီသွားစင်းနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းအညံ့ရှိတယ်29ရက်နေ့မှာပြဿနာဟောင်းတစ်ခုဖြစ်ရှင်းနိုင်နေမယ်အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တာအကျိုးပေးမယ်30ရက်နေ့မှာထူးထူးခြားခြားကံကောင်းခြင်းနဲ့အကျိုးပေးခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့လူဆန္ဒရှိသူတို့ကိုဆောင်ရွက်ရွက် ကောင်းသောကျိုးဆက်တွေကိုရရှိနိုင်မယ်လို့သတ်မှတ်တယ်။တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေတောက်ချန်နေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။၃၆ရှိကနန်းနေကြိုးပြည်တယ်အပြာရင့်ရောင်မိခိုးရောင်နှက်ပြောင်တို့ကိုဝစာစင်ရင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများလုပ်ပါကောင်းခြင်းကံကြမ္မာများရစေရနေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါယေရှုတင်ပါတယ်